်ဆိုင်တရားတော်တရားရှိတရားကိုမှန်တဲ့အတိုင်းရှိတဲ့အတိုင်းသိအောင်ဆုံးမတဲ့အတွက်အမှန်တရားဖောက်ပြန်တဲ့လူကိုဖောက်ပြန်နေတယ်လို့လိုက်သိနေတာဟာမြတ်စွာဘုရားရဲ့ယထာဘုဒ္ဓသာသနာကိုယ်စီမှာရှိတယ် ဟောက်ပြန်တဲ့အမှန်တရားအရှိတရားကိုမိမိတို့သိတိုင်းသိတိုင်းယထာဘုဒ္ဓသာသနာကိုယ်စီမှာရှိသိချင်လို့ကြာမြင်သိနေတဲ့ယောဂီတွေမြတ်စွာဘုရားရဲ့အဆုံးအမယထာဘုဒ္ဓဒီမိမိကဘယ်တော့မှမကိုယ်ဘူး ခန္ဓာဤသဘာဝတရားဒီရုပ်ပဏ္ဏနဲ့ရူပံဆိုတဲ့အတိုင်းခန္ဓာဒီမိမိထင်လို့ပိဒတ်ခိုင်မာမှုမရှိတဲ့ပေါက်ပြန်ပြောင်းလဲတဲ့သဘောတွေပဲမြတ်စွာဘုရားအဲ့ဒါညွှန်ပြတော့ဣတိရူပံဣတိရူပံဣတကရူပံ၌တော်ပင်ရော ဖောက်ပြန်တဲ့သဘောအပန်းကိုဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ဒီသဘောတရားရဲ့ခန္ဓာမှာပင်ပင်ကိုသဘောတရားရှိဖြစ်တဲ့အတွက်ရှိတဲ့အတိုင်းအမှန်သိတာကိုယထာဘူတသာလားမြတ်စွာဘုရားရဲ့မှန်တယ်တဲ့သဘောဝတရားကို အမှားတော်သိအောင်လက်ကျင့်နေတဲ့ယောဂီတည်းမြတ်စွာဘုရားရဲ့ယထာဘုဒ္ဓသာရဏမိမိစီမှာတည်တယ်အဲ့ဒီအမှန်တရားဖောက်ပြန်တဲ့သဘောကိုကိုယ်ရင်ကိုယ်ရင်ဖောက်ပြန်နေတယ်လို့အမှန်တိုင်းသိတာဘူး မြန်ခေါ်တယ်ပါဠိကတော့ညာတ္တထိနဲ့ညာနာမှန်တဲ့သဘောတရားကိုမှန်တဲ့အတိုင်းသိတာညာဖောက်ပြန်တဲ့အမှန်သဘောကိုဖောက်ပြန်နေတယ်လို့သိနေတဲ့အသိဟာညာဖြစ်တယ်ဟုတ်ပြန်တဲ့သဘောကိုထပ်ခါတက်ကသိရင်းသည်အမှန်တရား အမှန်တိုင်းသိတယ်ဉာဏ်ကထက်ခါထက်ခါသိတယ်အသိအဲ့ဒါဖောက်ပြန်တဲ့သဘောပေါ်မှာညာတပညာဆိုတဲ့အမှားကောင်အပိုင်နိုင်သိသောအောင်သိတိုင်းသိတိုင်းဉာဏ်ဖြစ်တဲ့အတွက်ဒီအသိဒီဉာဏ်ရင့်ကျက်အောင်ထက်ခါတက်ခါရှုပေးရတယ် ချိန်ခံများစွာသိပေးရတယ်။ဒါဖောက်ပြန်နေလို့ခဏခဏကြည့်မယ်။ထပ်ခါတည်းကသိမယ်ဆိုရင်မိမိရဲ့သိကိုပြန်လေ့လာကြည့်ရင်တစ်ခါနဲ့တစ်ခါမတူတော့ယုံကြည်ချက်ပါပါတကယ်ဖောက်ပြန်နေလို့ပြိထားတိုင်းရှုတိုင်းကြည်တိုင်း ဒါတွေပဲတွေ့တာအမှန်ပဲမြတ်စွာဘုရားလက်ခန္ဓာရဲ့ယထာဘူတထောက်ပြတဲ့အမှန်တရားကိုသမ္မပညာမှန်တဲ့တိုင်းသိသွားရင်အဲမိမိတို့ကဝိပဿနာမြတ်အစပဲခက်ခါတတ်သိတာဒီညာရင့်ကျအောင်အလေးကျလုပ်တဲ့ကိစ္စ ဒါပြညာရင့်အောင်လေ့ကျင့်တဲ့အတွက်မြတ်စွာဘုရားဘာဥဒ္ဓဘုရားဒါပဲတိုက်တော်မိမိတို့ကမာနတဝိနာသူတော်ဘာပြောတာကြားတဲ့ပြညာအာရုံနှလုံးမသွင်းဘဲနဲ့ န္ဓာရဲ့ပင်ကိုအရှိဘူးကိုကိုယ်ရဲ့အသိဉာဏ်နဲ့ကိုယ်ခန္ဓာကပြီးတော့ကြည့်တော့ထောက်ပြတဲ့ဘောတွေ့တာအဲ့တွေ့တဲ့ဘောခန္ဓာရဲ့အမှန်တရားပဲအဲ့ဒီအမှန်တရားကိုယ်စိတ်ရဲ့နှလုံးထဲမှာလက်ခံယုံကြည်ရအောင်ထပ်ထပ်ပြီးတော့သိပေးဘုရားတိုက်တော်လေလာတဲ့ကိုယ်အသိရင့်ကျက်ဖို့ မိမိအသည့်ခိုင်မြဲဒါသာလဲမှန်လို့စိတ်ချလက်ချယုံကြည်မှုရဖို့မြတ်စွာဘုရားတိုက်တော်ခန္ဓာရဲ့ပင်ကိုအရှိကိုရှိတဲ့အချိန်သိရတဲ့ကိစ္စဟာဝန်လေးကြီးမဟုတ်ဟောဒီအသည့် ရင့်ကျက်လာရင်ဒီသည့်ယုံကြည်မှုရလာရင်မိမိဒီမမြောင်မှန်းနိုင်တဲ့သံသရာဒုက္ခလွတ်မှာပါလားဘုရားမူတဲ့မြတ်စွာဘုရားတို့ပစ္စေကဗုဒ္ဓတို့အရိယသာဝကတို့ဒီအသည့်နဲ့ဒီလမ်းပဲသွားကြဒါဥပ္ပစီလသုံးပါ မြတ်စွာဘုရားအတိတ်လဲဟောတာငါဘုရားဒီသားလဲဒီသဘောတရားတွေအမှန်ကိုအမှန်တိုင်းသိအောင်လေ့ကျင့်ရဒီမဟုတ်တွန့်တော်မူပြီးတဲ့ကဘာကောင်းများစွာမြတ်စွာဘုရားတို့ဒီလောကပိသေကဘုရားတို့ဒီလောကအရိယမဟာဂရုဒီလောကဒီတလန်းနဲ့ဧကာဏမှတ်နေဒီလန်းတလန်းတဲ့နဲ့နေပါဘုရားကြောင့်ဘာရာလွန်မြောက်သွားကြပြီ ရသော်ပြဟောဒီတော့ဒီသာသနာတော်မှာသာဝကဖြစ်တယ်မိမိတို့ကလည်းပဲရှိပြတ်တော်ဘုရားတို့အရိယသာဝကတို့ပေါ်ရလမ်းကြောင်းအဲ့ဒါကိုမြတ်စွာဘုရားညွန်ပြတဲ့လမ်းကြောင်းတိုင်းလိုက်ပြီးတော့အမှန်ချစ်ရှိနေတဲ့ယုံနံခန္ဓာရဲ့သဘောတရားကိုအမှန်တိုင်းထောက်ပြတဲ့သဘော ဒါရီယာမှန်တရားပါလားလို့စိတ်ခက်လက်ချက်ပြောင်းဖောက်ပြန်နေတယ်လို့ဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ကိုယ်ဒီခိုင်ပါဘူးကိုလေ့ကျင့်ရတဲ့ကိစ္စများများသိအောင်ရှုပေးသတ်သာရှာဖွေလို့ရတာမဟုတ်ဘူးတတိထားပြီးတော့စိတ်ငြိမ်သင့်ဒါရီယာမသိမနေသိကိုသိရတဲ့သဘောတရားတွေ အလိုက်နဲ့သိသွားရုံပေါက်ပြန်တဲ့သဘောပေါက်ပြန်နေတယ်ပေါက်ပြန်တဲ့သဘောကြီးအမှန်တရားပဲလို့ထက်ခါထက်ခါအပိုင်နိုင်သိအောင်လက်ကြည့်ရတဲ့ကိစ္စအဲ့တော့ဝိပဿနာလောက်ပါ ဘာဝေတ္တဘာတိဘာဝနာဆိုတဲ့အတိုင်းထက်ခါတက်ကသိအောင်ပွားများတဲ့အလုပ်ဒီသားလဲဝိပဿနာအလုပ်ပဲဒါရဖောက်ပြန်တဲ့သဘောဆိုတဲ့အမှန်တရားသိသဘောဆိုတဲ့အမှန်တရားဒါကိုရှုပါသိရပါဒါပဲသို့တော်လည်းခိုင်ခိုင်မာမာသိအောင်ထက်ခါထက်ခါကြည့် အဲ့တော့သိရမယ်ဖောက်ပြန်မှုကိုဖောက်ပြန်တယ်ဖောက်ပြန်တယ်ဖောက်ပြန်တယ်လို့မိမိစိတ်ထဲမှာခိုင်ခိုင်မာမာလက်ခံယုံကြည်သွားရင်ကိုအားကိုးရဲအားကိုးရဖြစ်တဲ့ဉာဏ်ဖြစ်သွားတာဒါကိုလေ့ကျင့်မှုဘောမှာတည်တယ်စူးစမ်းပြီးတော့ပြပါ ဝိပဿနာဉာဏ်ဖြစ်တာအဲ့ဒီအသိပေါ်မှာဖြစ်တာခန္ဓာသူ့လမ်းရောက်တူသွားတာကိုကဘယ်လိုမှအစိုးတရနဲ့ဖန်တီးလို့မရသူ့ရဲ့အမှန်တရားကိုဉာဏ်ဉာဏ်သိနေဖို့သာဉာဏ်ဖြစ်အောင်လေ့ကျင့်ဉာဏ်ဉာဏ်သိအောင်လေ့လာပါဉာဏ်ဉာဏ်သိဖို့လေ့ကျင့် ီလုံငါသိတတ်တဲ့စိတ်အပြင်းမသွားရအောင်သတိထားရတဲ့လုံငါဖြစ်တဲ့အတွက်သတိပဋ္ဌာန်သတိရေဝပဋ္ဌာန်သတိထားမဲ့ခန္ဓာကိုကြည့်ရတဲ့လို့စိတ်ပြင်းပဲမသွားပဲနဲ့ခန္ဓာကိုသိလောက်တော့သတိထားတော့တော့ သဘာဝတရားတို့အရှိတရားဖြစ်တဲ့အတွက်ရှိတဲ့အတိုင်းသိမှာပဲဟုတ်ပြန်တယ်လို့ကိုယ့်ရဲ့လှုပ်ဆောင်ခြင်း၊ဖန်တီးခြင်းမပါတဲ့သဘောတရားကိုသိပါတယ်။ဘုရားကြောင်းနဲ့သူဟုတ်ပြန် ကစောင့်ပြီးတော့သူ့အခဲခိုက်ကိုလည်းဘာမှမလုပ်ဒီလိုဖောက်ပြန်လာအောင်လည်းပဲတစုံတယောက်ကလည်းလုပ်တာမဟုတ်သူ့အကျုံးနဲ့ဖောက်ပြန်လာတဲ့အကျိုးတရားပဲကိုကစောင့်ပြီးတော့ဖောက်ပြန်တဲ့သဘောဖောက်ပြန်နေတယ်ဟောဒီခန္ဓာရဲ့ပင်ကိုယ်ကြီးတီးတတ်မှုခိုင်မာမှုငြိမ်သက်မှုမရှိတဲ့ဖောက်ပြန်မှုတွေပဲ ဟုတ်ပြန်လေသဘောတရားဒီသားလဲခန္ဓာရဲ့အမှန်တရားပဲစိတ်ချလက်ချယုံကြည်မှုရောက်ဖောက်ပြန်တဲ့သဘောများများပြီပြီသ ိုသိရမယ်ခန္ဓာရဲ့ပင်ကိုယ်သဘောပင်ရင်းသဘောကတော့ခိုင်ကမှုမရှိရင်ဖောက်ရတယ်တော့ဒါခန္ဓာရဲ့ပင်ရင်းပဲခန္ဓာရဲ့အရင်းကအမှန်ကတော့ မိမိတို့ထင်တဲ့တည်တံ့ခိုင်မာမှုမရှိတဲ့ဘောတွေပါလားဘောသိနေတာဖောက်ပြန်တဲ့သောယောက်ထခတ်ကသိတော့အမှောင်သိတဲ့ဉာဏ်ဖြစ်သွားတယ်ရှိဟာဒီစိတ်ကဖောက်ပြန်တယ်ဖောက်ပြန်တယ်ဖောက်ပြန်တဲ့သဘောသိပြီဒီအမှောင်အသိများလာတဲ့ဉာဏ်က ဟောဒီခန္ဓာတည်တဲ့ခိုင်မာမှုမရှိတဲ့အတ္တဒိဋ္ဌိမဖြစ်တဲ့သဘောတရားတွေပါလားဉာဏ်ပြသိတဲ့ဉာဏ်ကသဘောပေါက်ငါလူလူနဲ့မိမကိုကြားလို့မမှန်မကန်မှတ်တဲ့သက်္ကာတ္တိလည်းမဖြစ်တဲ့သဘောပဲဉာဏ်ကပြီးသွားတယ် ကိုယ်အနေနဲ့လေ့လာတာတော့ဖောက်ပြန်နေတယ်ဖောက်ပြန်နေသဘောဖောက်ပြန်နေသဘောဒါရီကအမှန်တရားလို့မြန်းမြတ်ရှုပွားပြီးတော့နောက်ကညံကတခါလေးဆက်ကျင်ပဲဖြစ်တယ်ပြညာအာဝိတဲ့ကိလေသာတွေသူညံနိုင်တော့တော့သူပယ်သွားတာဝရှိရဖောက်ပြန်နေသောတိဒတ်ခိုင်မှောင်မရှိတဲ့ဖောက်ပြန်မှုတွေပဲ ဟောက်ပြန်တဲ့သဘောတရားတွေအမှန်ပဲဝတ်လိပြီဒါရင်များများသိလာတော့နောက်ကညာမိမဝကြပုဂ္ဂိုလ်တ attva လို့ထင်တဲ့အထင်စွဲတဲ့စွဲအကောင်းထဲအခိုင်မာလို့စွဲယူတဲ့အတ္တဒါရင်ညာကသူနိုင်တော့ဖြတ်သွားတာပယ်သွားတာကိုကမလုပ်အောင်ကိုကဖောက်ပြန်တဲ့သောအမှန်တိုင်း လက်ခံယုံကြည်မှုရောက်များများသိပေးတာနဲ့နောက်ကဉာဏ်ကဆက်ကျင်ပဲကိလေသာကိုပယ်နိုင်တဲ့သတ်ပြီးအများကြီးဖြစ်တယ်။အဲဒါဉာဏ်ပယ်တဲ့ကိစ္စကိုကိုမစင်စားနဲ့ကိုတောင်ဖြစ်တဲ့ဖောက်ပြန်လေတော့သိဖို့ကများများသိပြီ။သူ့ဉာဏ်တိုင်းတာရ သူပယ်ရမကြည့်လည်သားကိုအမှန်သိတဲ့ညာကပယ်သွားလိမ့်မယ်။အဲမှတန်သဘောပေါက်စရာကောင်းတဲ့ကိစ္စပဲ။ရှင်ကကိုယ်သိရလုတ်ကြံဖန်တီးอยู่တော့မဟုတ်တဲ့အရှိကိုရှိတဲ့အတိုင်းထောက်ပြန်တဲ့သဘောထောက်ပြန်နေတယ်လို့သိပေးရော မြားများသိပေးယူလေကိုဒုက္ခပေးတဲ့တရားကိုညာပယ်ပြီအဲ့ဒီတော့ဒီညာပယ်အားရှိအောင်မင်းသိသိရမယ်ဖောက်ရမှုများများသိပေးပါအရှင်ရံဖြစ်တဲ့ရုပ်ပရမတ်တို့သူ့သဘာဝလမ်းကြောင်းဖောက်ပြန်မှုကို အခြေခံမိမိရရသဘောပေါက်မှာသူ့ရဲ့ပေါ်ရလမ်းကြောင်းဆိုတဲ့အပြစ်ကိုညံရောက်ရှုလို့ရရောအခြေခံမိမိရရရှိအောင်တော့ဟောက်ပြန်လည်းလို့များများသိအောင်ခန္ဓာအနှံ့မငြိမ်မသက်ပြောင်းလဲနေတဲ့သဘောတရားအလုံးကို သိတတ်တဲ့စိတ်ကသတိထားတဲ့ခန္ဓာကိုသိတယ်။တကယ်ဝိပဿနာဉာဏ်ဖြစ်တာကအဲ့ဒီအသိမှဖြစ်တာ။မှန်တဲ့အသိမှကိုယ်တိုင်ကိုယ်တိုင်သိတဲ့အသိကနေဉာဏ်ဖြစ်သွား။ဒါကြောင့်သူများပြောတာじゃမဟုတ်ဖ ೇನೆ ကိုယ်တိုင်ကိုယ်တိုင်ကိုယ်ခန္ဓာမှာ အဘောတရားကိုတိုက်တွေ့ပြီးတော့ကိုကိုယ်တိုင်အသိတဲ့အသိနဲ့ဟောက်ပြန်တဲ့သဘောလောမကြီးနဲ့ခန္ဓာသဘောတရားအမှန်ကိုအမှန်တိုင်းသိတဲ့အသိဖြစ်ဖို့အရေးကြီးတယ်ဟောက်ပြန်တဲ့သဘောတကယ်ကိုမြင်သက်မှုမရှိတဲ့သဘောတရားတွေပဲသဘောပေါက်ပြီးတော့ရှိပါ မင်းတို့ဒီအသည့်မရှိရင်ငါပဲသူကမိမောက်ကြပုဂ္ဂိုလ်တ attva အကောင်ထဲပဲအခိုင်မာပဲဒီအစွဲဟာအလုံးလုံးမင်းတို့ခံလာမှာစွဲကြီးချဖြစ်အဲ့ဒါအန်ရေပဲဒါမျက်စောရရဲ့ယထာဘုဒ္ဓအမှန်ဖြစ်တဲ့သဘောတရားအမှန်သိအောင်လက်ကျင့်တယ်အခုလိုယထာဘုဒ္ဓသာသနာနဲ့တွေ့တော့ နောက်ကကိစ္စတွေမစင်းစားနဲ့အခုသိတဲ့အသည့်ခိုင်မာတဲ့အသည့်ရင့်ကျက်အောင်လာလေ့ကျင့်ပြီးတော်တော်ကြီးလက်ခံယူကြည့်မှုရတော့မင်းပြီလို့ဆွဲလာတဲ့အကောင့်တွေအခိုင်မာမင်းမောက်ကြပုံကတည်းကသူ့ဟာသူအားနည်းလာတော့ကိုကိုယ်တိုင်သိမင်းပြီလို့သိရမယ်သဘာဝတရားအစွန်ဖြစ်တဲ့ဖောက်ပြန်မှုမှန်တဲ့အတိုင်း တိတ္ထိုင်မာမှုမရှိတဲ့ဖောက်ပြန်တဲ့သဘောတည်းအမှန်ပဲမြန်မြန်သိအောင်ကြည့်ပြီး မိမိသိဘူးချုပ်နေရကြည်နေရတဲ့ခန္ဓာသဘာဝကတော့ဘယ်တော့မှမရက်ဘူးသိခြင်းနဲ့သိလို့ရဘာရောက်လဲဆိုဒီသဘောတရားတွေဖောက်ပြန်မှုတွေနဲ့စုပေါင်းတည်ဆောက်ထားတဲ့ခန္ဓာသူတို့မရှိလို့မရဘူးရောဒီခန္ဓာအကောင်ထဲကြီး တည်တတ်ခိုင်မာတဲ့သဘောမရှိလို့ရွှေရှားပြောင်းလဲနေတဲ့ပေါ့ပြံမှုတွေပဲ။တော့မိမိတို့ခန္ဓာကိုယ်ရဲ့အခြေအနေဟာတပြေးပြင်းနဲ့ရင့်ကျက်တဲ့ဦးမင်းနဲ့အဖြစ်ကိုရောက်လာ။ဒီလိုတရားတွေဆက်ပြီးတော့သွားမှာပဲ။ဒီခန္ဓာမပြောင်းမချင်းအသေးမရောက်မချင်းဒီတိုင်းသွား။ ကျတော့ဒီခန္ဓာတွေရှိနေတဲ့များတော့ဒီသဘောတရားတွေသာအမှန်သွားနေတာပဲလို့သိအောင်ထောက်ပြန်တဲ့သဘောတွေထောက်ပြန်တဲ့သဘောတွေညံ့ညံ့သိဖို့ကြည့်ပေး ဒါကြောင့်မြတ်စွာဘုရားသာသနာတော်သည်အဆုံးမတော်သည်အနတ္တသာသနာဘုရားတော်ဟောတရားကိုကြည့်ပါထောက်ပြန်တဲ့သဘောတွေပြောင်းလဲတဲ့သဘောတွေမငြိမ်မသက်တဲ့သဘောတွေကသွားဒီလိုထောက်ပြန်ရွှေရှားပြောင်းလဲနေတဲ့အတွက်ကျုပ်ခန္ဓာတွေတပြည့်နဲ့ရှင်ရောဦးမဲနာတဲ့သေးတဲ့စီသွားတာ ဝါဒါရီမဖြစ်ချင်ဘူးဒီဘောတရားတွေမရချင်ဘူးဒါလို့ခန္ဓာကသွားတာကိုယ်နဲ့မဆိုင်ခန္ဓာသွားတာသိနေရသလောက်ဒီဘောတွေမဖြစ်အောင်မိမိတို့တားမြစ်ကန့်ကွက်လို့လည်းမရဘူးအနတ္တသူ့ကိုသွားပြီးတော့ခိုင်မာတယ်တည်တယ်လည်းတော့ညင်းလို့လည်းမရဘူးသူ့အမှန်တရားအဲ့ဒါယောဂီတာဝန်ကြီးအနတ္တဖြစ်တဲ့ သူ့သဘာဝလမ်းကြောင်းသူ့ဘာသူတွားနေတဲ့သဘောတရားကိုသိယုံပဲကိုတော့။တောင်ဖြစ်ဖြစ်တည်ယုံရှိအောင်လုံးလုံးမှားရမည်။ဩဃာတရဏသုတ်ရဗုဒ္ဓဟောခဲ့တယ်။သိယုံလေး။ဩဒီသဘောတရားတွေဟာကိုထင်တဲ့တည်တတ်ဆိုင်မှာမရှိပါလား။သဘာဝလမ်းကြောင်းကိုသိသောအဖြစ်မိမိတို့တည်တတ်ခိုင်မာခြင်းနဲ့အတ္တတည်းရှိမဖြစ်တော့ သဘာဝအနတ္တအနေနဲ့သွားတာဝကျက်ကျက်သိလို့ယုံကြည်ချက်ရလိုက်အဲ့ဒီအတ္တဒိဋ္ဌိလုံးဝပြုတ်သွားတယ်သူထဲတဲ့အတိုင်းမဖြစ်ပဲခန္ဓာကြီးသူ့လမ်းကြောင်းနဲ့သူဖောက်ပြန်လိုက်ပြောင်းလဲလိုက်ပြစည်းလိုက်ဒါသာလဲအမှန်ပဲအဲ့ဒီအမှန်တရားကိုမိမိစိတ်ထဲနှလုံးထဲမှာခိုင်ခိုင်မာမာယုံကြည်ရဖို့ကအဓိကဖြစ်နေတယ် ကိုလေ့ကျင့်ရမယ့်အလုပ်ယုံကြည်ရဲ့ရအောင်လာလုပ်ရတယ်။အတ္တတ္တိသက္ကာတ္တိကိုတော့မငင်းနဲ့။ဒါရီကသူ့ညာအားလို့ဆိုသူ့ဟာကိုအချိန်တန်ကြပြတ်ပါ။ဒါကိုတောင်ဖြစ်တဲ့ဖောက်ပြန်လာဦးသိမယ်မငြိမ်မသက်တဲ့ခိုင်မာမှုမရှိတဲ့သဘောတရားတွေပဲလို့ခိုင်ခိုင်မာမာယုံကြည်ရအောင်ဖောက်ပြန်တဲ့သဘောများများသိပြီ သိရမယ်စိတ်အပြင်းပဲမသွားဘူးပြိထားပြီဘုဒ္ဓယမခန္ဓာပဲခန္ဓာပြင်းမဲ့ထွက်ရင်တော့မသိတော့ပြိထားထောက်ပြန်တဲ့သဘော ဒီလုပ်ငန်းကိုကမိမိတို့ခန္ဓာပေါ်မှာအသိပြောင်းလုပ်တဲ့လုပ်ငန်းမရှုမကြည့်မလေးမကျင့်မိမိတို့ကပုဂ္ဂိုလ်တတ်တော်မိမောက်ကြားဆိုတဲ့ပညာသိရဲကိလေသာသိရဲဖြစ်ဒုက္ခနာကိုယ်ရဲ့သဘာဝတရားအမှန်ကိုသိနေတာကိလေသာမဖြစ်တဲ့ပရမတ် မိမိတို့ပညာသိရနေပရမသိကိုပြောင်းဖောက်ပြန်တဲ့သဘောများများသိပြီအသိပြောင်းရင်ဒါမိမိတို့တရားရတာ Kar ni vi jum an kan laet hodi man Krivu ni ni ze de ta vi du ke kan le. Kari ma da wopa doe toen ne lebe o fa ne lori ve. Je ne lebe ma ni ma de de fa mu ve. Ta da da le bu to nu pa le ni ne lebe. ဒီခံလဲသဘောတရားတွေတည်တတ်ခိုင်မောင်းမရှိပါလားဣရိယာပုအမျိုးမျိုးမှာခိုင်မာတဲ့အသည့်ဖြစ်ရင်တော့ဒါကလိုလိုရှုပ်ရမှာရှိဘူးခိုင်မာတာဖောက်ပြန်တာမဟုတ်ဘူးဘယ်လိုနေနေခန္ဓာရဲ့အမှန်တရားကိုသိပြီဆိုရင်ဖောက်ပြန်တဲ့ဥစ္စာတွေ့တာအဲ့ဒါလိုနေရာကဖောက်ပြန်တဲ့သဘောအမှန်ကိုသိတတ်ရင်တော့မိမိကိုယ်မိမိ စိတ်ချလောက်ပြီးလို့ဆုံးဖြတ်ပါကိုယ်ကဲတင်မဲ့သဘောတရားဒီကိုယ်ခန္ဓာရဲ့အမှန်သဘောအမှန်တိုင်းသိနေတဲ့အသိကဘာလဲကိုယ်သံဃာဒုက္ခခန္ဓာဒုက္ခကဲတင်မဲ့အသိဖြစ်တယ်တော့ကိုယ်ကိုယ်ကိုယ်ကဲတရားတွေအလုံးလို့ဆိုလားကြိုးစားပြီးတော့သိပြီပါအချိန်နေသွားပြီ မိမိဒီသာမြတ်စွာဘုရားသာသနာတော်မှာအပေသာရလုံးတရားရမှုပါရမီပါလာရင်သိကျင်နိုင်သိလို့ရခန္ဓာကိုယ်သိတော့ပဲဉာဏ်ဖြစ်ပဲဉာဏ်ဖြစ်တော့ခန္ဓာကိုယ်ကလွတ်မြောက်မှုကသူ့အတိုင်းတာရအာကိုလောက်တဲ့အသိဖြစ်သွားကြိုးစားလို့ရှိဘူး ခန္ဓာကိုတတိထားလို့ထားသလောက်သိရတဲ့တရားခန္ဓာဒုက္ခရောက်ဒုက္ခခံပြီးတော့ရှုရတာမဟုတ်ခန္ဓာပေါ်မှာအသိဉာဏ်မှန်မှန်သိနေဖို့ပဲလိုတယ်ဣရိယာပုအဓိကမဟုတ်ဘူးအသိဉာဏ်အဓိကကြိုးစားရှု Rồi, xin vì rồi.